တနေ့ကိုဘယ်နဲ့ပြားရလဲအဲ့လိုမျိုးခင်းတာအကိုတဲ့ဟုတ်ကဲ့ဟိုတနေ့ကကျွန်တော်ကြည့်ပြခင်းတဲ့အာဗီဒီယိုလေးမှာလာမေးထားတဲ့အမတ်လေးပေါ့နော်အကြည့်ပြခင်းတာအတိကျွန်တော်ခင်းတဲ့ပုံစံလိုမျိုးတနေ့ကိုအာဘယ်နဲ့ပြားရလဲပေါ့နော်အဲ့လိုမျိုးလေးပေါ့ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးနဲ့ပြပေးမယ်ပေါ့နော်ဒါဒါကျွန်တော်တရက်ခင်းထားတာပေါ့နော်အဒီနေ့ဒါဒါအဆူဖီလမီအဆူနေတုန်းပဲပေါ့နော်ဖီလမီဆူနေတုန်းပဲအခုပဲ ကျွန်တော်တို့အာကျွန်တော်စိုင်းလိုက်တယ်ပေါ့နော်ဒါကတော့အရှိကတော့နော်ကျွန်တော်ခင်းထားတာဒါကတော့အမိနစ်70ပဲ PDP ဆိုတော့ဒါအရှိ16ပြားပေါ့နော်ဒီကနေပြီးတော့အစပေါ့အစကနေပြီးတော့ကျွန်တော်ပြပေးမယ်နော်ဒီမှာအစအစကနေဟိုးထိအာ30နဲ့6ပြားရှိတယ်ပေါ့နော်ဒါကျွန်တော်တို့အ၄၄တန်းပေါ့ဒီထဲဝင်သွားတဲ့၄တန်းဆိုတော့အာ80နဲ့ 80နဲ့6ပြားရှိတယ်ပေါ့နော်ဒါဒီနေ့ပြီးတဲ့ပြပြားချက်ကြီးပေါ့နော်80နဲ့6ပြားပြီးပါတယ်လို့ဒီတနေ့ဒီတနေ့ပေါ့နော်ဒါမနေ့ကအကျင့်တွေရှာတာနဲ့တိုက်ရှင်းရေးလောက်တာနဲ့ပေါ့လေတိုက်ရှင်းရေးလောက်ပါရော အကျင့်တွေဖမ်းတာရောပေါ့လေလားကျွန်တော်ပြီးတာ80နဲ့6ပြား80နဲ့6ပြားထားပါတော့80ပေါ့လေပြား80ပြီးရောပေါ့အဲအဲ့လိုမျိုးပါပြား80လောက်ပြီးရောပေါ့ပြား80တချို့တွေကလည်း လို့ပြောမလဲအာအနောက်ကနောက်လိုက်နှစ်ယောက်လုံးနဲ့ကတ်လို့ရှိရင်တော့အပြားတက်ရလောက်ခုဆွဲလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကနောက်ကကျွန်တော်ညီလေးတယောက်ပဲပေါ့နော်ဒါဆိုရင်သူတယောက်တည်းကိုကိုကဘယ်လိုပြောမလဲကိုအရန်ကြီးကတ်နေလို့ရှိရင်သူတယောက်တည်းလည်းမခံမနိုင်ဘူးပေါ့အဲ့လိုမျိုးဒါကြောင့်မို့အာချိန်ဆပြီးတော့လှုပ်ရတာပေါ့လေအဲ့လောက်ပြီးပါတယ်လို့ငွေကြေးလို့ရေးနော်ပြား80ဆိုလည်းမနှဲတော့ပါဘူးနော်ဒါအမေနဲ့အမေနဲ့ပြောမှဆိုအမေ20ကျော်ပေါ့နော်အမေ20ကျော်30နီးပါပေါ့ 30နီးပါးဆိုကျွန်တော်တို့အာသူတို့ဒါ30နီးပါးဆိုရင်အာသူတို့ပတ်စံနဲ့တွက်လို့ရှိရင်တော့သူတို့ပတ်စံနဲ့တွက်လို့ရှိရင်တော့မနေတော့ပါဘူးเนาะဒါအာ30နီးပါးဆိုရင်ထားပါတော့အာဘတ်နဲ့ဆိုရင်တော့9000လောက်ရှိပါပြီပေါ့เนาะဘတ်နဲ့9000လောက်ရှိပါပြီဆိုကျွန်တော်တို့မြန်မာပတ်စံနဲ့ဆိုရင်ဒါ6သိန်းလောက်ဖြစ်ပါပြီပေါ့မသိန်းကျော်6သိန်းလောက်ကျပါပြီပေါ့အဲ့လိုမျိုးပေါ့เนาะအဲ့ဒါကြောင့် သူမေးတဲ့ပုံစံကကျွန်တော်လှုပ်နေတဲ့ကျွန်တော်လှုပ်ပြတဲ့ပုံစံနှေးတဲ့ပုံစံလိုမျိုးပေါ့ဟုတ်တယ်တော့ပြေပြားတဲ့ပြားမှမရှိမကြဘူးဆိုရင်နေဆုံး9မိနစ်လောက်ကြာတယ်တော့ပြေပြားတဲ့ပြားမှကျွန်တော်တို့လှုပ်တဲ့ချိန်မှာဒီပြေပြားကိုရဖို့ဆိုရင်တပြားမှ9မိနစ်လောက်ကြာတယ်အဲ့လိုမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့နိုင်ရင်လည်းတွက်ကြည့်ပေါ့နော်တနိုင်မှာဘယ်နဲ့ပြပြီးမလဲအဲ့လိုမျိုးပေါ့နော်တနိုင်မှာမိနစ်60ဆိုရင်ကျွန်တော်72ပြလောက်ပဲရမှာပေါ့နော်နော်အဲ့လိုမျိုးတွက်ကြည့်လို့ရပါတယ်နော်တပြားကို9မိနစ်နဲ့ဆိုရင် 10မိနစ်မှာနှစ်ပြားရမှာပေါ့နော်ဒါဆိုရင်မိနစ်အဲမိနစ်60ဆိုရင်တန်နာကြီးဆိုရင်နော်မိနစ်60မှာတန်နာကြီးဆိုရင်